ြန်မာနိုင်ငံမှာတဲ့လူငယ်ရရှင်ဆိုင်နေရတဲ့ပြဒနာတစ်ခုရှိတယ်။အများကြီးရှိတဲ့အထက်တစ်ခုပေါ့နော်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ဖြစ်ချင်တာကအကောင့်ထဲပေါ်ရိပ်မရခြင်း။ကိုဖြစ်ချင်တာကကအကောင့်ထဲပေါ်ရိပ်ပေါ်ရိပ်မရ။လူငယ်တဦးကဘလုံးသမားဖြစ်ချင်တယ်။အစွမ်းစားလည်းရှိတယ်ပါရမီလည်းရှိတယ်။ ဒါမဲ့အခြေအနေကမပြေဥဖြစ်မိသားစုအခြေအနေစားဝတ်နေရေးစီးပွားရေးအခြေအနေနိုင်ငံရေးအခြေအနေဆိုဒီလိုမျိုးအခြေအနေကြောင့်ဘလို့မှဘလုံးကစားသမားဖြစ်မသွားဘူးဒီမှာနိုင်ငံမှာလူငယ်တော်တော်များများကြုံတွေ့နေရတဲ့ဒုက္ခဒါကြောင့်ကူဖြစ်နေတာတခုကူလုံနေတာတခုအဲ့ဒါကြောင့်အခုမိသားစုအစဉ်ပြေဖို့ရန်အတွက်အလုပ်တခုရွေးလိုက်တယ် ဆရာဝန်ကြီး ဖြစ်နိုင်ရတဲ့အင်ဂျင်နီယာကြီးဖြစ်နိုင်ရတဲ့ကိုအလုတ်လုတ်တဲ့အလုတ်ကနိုင်ငံခြားမှာကျန်သွားတိုက်လို့ရတယ်ဟိုတပြည့်စည်လဲတာလည်းဖြစ်ဖြစ်မယ်စသဖြင့်ဒါပေမဲ့အဲ့ဒီထဲမှာမှ ထိုးဖောက်တဲ့သူတွေလူငယ်တချို့ရှိတယ်သူတို့လုတ်တဲ့အလုတ်ပေါ်မှာအရင်ဆုံးလုတ်တယ်အစဉ်ပြေတဲ့အချိန်မှာတခြားသူတို့ရဲ့ passion ဖြစ်နေတဲ့ passionate ဖြစ်နေတဲ့အရာတစ်ခုကိုသူတို့ကစလုတ် မြန်မာနိုင်ငံမှာတဲ့နော်ဒေါက်တာဘွိတ်ရှိသမျှအကုန်လုံးကိုယူတဲ့ဆရာတယောက်ရှိတယ်နော်သူ့နာမည်ကဘာလဲဆိုလို့ရှိရင်ဆရာရဲမြင့်ကျော်လို့ခေါ်တယ်ဒေါက်တာဘာရကူအကုန်လုံးယူပြီးသွားတယ်ဒါနဲ့တငယ်ချင်းတွေကမေးတာတဲ့ဆရာလို့ဒေါက်တာဖြစ်ရတာဝါသနာပါလားဆိုမေးတဲ့ချက်ဝါသနာမပါဘူးတဲ့အဲ့ဆိုဘာဝါသနာပါလဲဆိုစာရေးတာဝါသနာပါတယ် တကယ်လဲသူအလုတ်တစ်ခုရတဲ့အချိန်မှာအဆင်ပြေတဲ့အချိန်မှာသူလှုပ်လိုက်တဲ့အလုတ်ကဘာလဲဆိုရင်ဇာကြီးတယ်ဇာကြီးတယ်ဇာကြီးတဲ့အချိန်ကျတော့သူကအောင်မြင်တယ်နော်အဲ့ဒါစာဖတ်ပရိသတ်တော်တော်များများသိကြတယ်နော်သူနာမည်ကအလင်္ကာလင်္ကာကြီးကျော်တယ်နော်ဆရာလင်္ကာကြီးကျော်ဆိုတော့ပြောချင်တာအမြန်မာနိုင်ငံမှာကျွန်တော်တို့လူငယ်တွေကြုံတွေ့နေရတဲ့အနေအထားကိုဖြစ်ချင်တာတစ်ခုဒါမဲ့ကိုဖြစ်နေတဲ့အရာအလုတ်နေတဲ့အရာတစ်ခု ဲ့ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့ society မှာကျွန်တော်တို့ပတ်ဝန်းကျင်မှာတူးတက်တဲ့တလောင်မတူးတက်တာဒီအကြောင်းအရာတစ်ခုလည်းပါတယ်လူငယ်တွေကဝါသနာပါပေမဲ့ပေကန်းခြင်းပေမဲ့လှုပ်ခြင်း၊ဂိုင်ခြင်းပေမဲ့အချိန်နေမပြီးတဲ့အချိန်ကျတော့တခြားအလုပ်ကိုလုပ်လိုက်တယ်ဒီလိုပဲနော်ဖတ်စဉ်းစားမိပါတယ်ဖတ်ခေါ်တော်မူခြင်းမှာဖတ်ဒီခေါ်တော်မူခြင်းရွေးချယ်တဲ့အချိန်မှာ ဟာတကုကုကိုစဉ်းစားမေခွန်းမေးမိပါတယ်။ဘာကြောင့်ဒီခေါရုံမချင်းကိုရွေးချယ်တာလဲ။ကျွန်တော်မိသားစုအဆင်ပြေဖို့ရန်အတွက်လား။ကျွန်တော်ရဝန်စာဆင်ပြေဖို့ရန်အတွက်လား။ဒါမှမဟုတ်ကျွန်တော်ရအတိုင်းအဝိုင်းမှာနေရာတစ်ခုရဖို့ရန်အတွက်လား။ဒါမှမဟုတ်ဘဲနဲ့အဲ့ဒီရည်ရွယ်ချက်မရှိဘူးဆိုလို့ရှိရင်ရော Am I passionate? ကျွန်တော်ဒီခေါရုံမချင်းမှာကျွန်တော်စိတ်အားထက်သန်လား။ ုရားသခင်နောက်လိုက်ဖို့ရန်အတွက်ကျွန်တော်တကယ်ပဲစိတ်အားထက်သန်လားပေးဆက်ခြင်းလားဘုရားသခင်နိုင်ငံတော်တည်ထောင်တဲ့အချိန်မှာဘုရားသခင်ကိုအစေခံတဲ့အချိန်မှာကျွန်တော်ရဲ့ပေးဆက်မှုကဘယ်အတိုင်းသာရှိလဲကျွန်တော်အသင်းတော်မှာဒါမှမဟုတ်ကျွန်တော်ရဲ့ commandment เนาะ ရာသခင်ရဲ့ပြည့်ညက်တော်ထဲမှာကြည့်မယ်ဆိုလို့ရှိရင်အတိတ်ကကြားတဲ့အရာကဘာလဲဆိုလို့ရှိရင်ဘုရားသခင်တပါးတဲ့ကိုအစီခံတာဘုရားသခင်တပါးတဲ့ကိုအစီခံတာလူငယ်တူကမေးတယ်နော်ကြည်မျက်ဆုံးပြည့်ညက်တော်ကဘာလဲတဲ့ကိုယ့်ရဲ့ဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့စိတ်အားရှိသမျှခွန်အားရှိသမျှအစီခံပါတဲ့ဆိုတော့ဘုရားသခင်ကိုစီခံတဲ့အချိန်မှာကျွန်တော်ဒီလိုမျိုးစိတ်တက်ရှိလားစိတ်တက်ပြင်းပြနေသလား ဘာကြောင့်ဖဒတာဝေမျှခြင်းလဲဆိုလို့ရှိရင်ကျွန်တော်အသင်းတော်မှာတဲ့ကျွန်တော်တို့ဘာသာသူတွေအတွက်ကျွန်တော်အတူอยู่မဲ့သူစံပြပုံကူတူးရှိတယ်ဒါကြောင့် catechism ဖျားစကားစာအုပ်ထဲမှာဘယ်လိုရေးထားလဲဆိုလို့ရှိရင် Mary မေရိုသခင်မဟာဆိုလို့ရှိရင်ကျွန်တော်တို့အတွက် she is a model of faith ကျွန်တော်ယုံကြည်ခြင်းမှာစံပြပုံကူတူးဖြစ်ခဲ့တယ်မေရိုသခင်မကြည့်မယ်ဆိုလို့ရှိရင် တာမန်လူသားမိမသားတူပဲတာမန်လူ ordinary people ကျွန်တော်တို့လူပဲ ordinary people သူမေရိုဒ်ကမှာအသက်ရှင်နေတဲ့အချိန်မှာတော့ဘာတခုလက္ခဏာမှပြတာမရှိဘူးကျွန်တော်တို့ယဟန်နာတွေတောင်မှဒွန်ဘော့စ်ကိုတောင်မှလက္ခဏာတွေတကူလက္ခဏာတွေအများကြီးပြခဲ့တာဒါပေမဲ့မေရိုသခင်မမှာကြတော့ ordinary woman တာမန်မိန်းကလေးတူပဲဒါပေမဲ့ သူ့မှာထူကြတဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တရားတော်ဖရားပဲဖြစ်တယ်ဖရားသခင်ပဲဖြစ်တယ်ဖရားသခင်ကိုပိုင်ဆိုင်တယ်ဆိုလို့ရှိရင်ဘာလို့လို့သေးလဲဒါကျွန်တော်တို့ခရိယန်ရဲ့အနှစ်သာရအနှစ်ချုပ်ပဲဖြစ်တယ်ဖရားသခင်ကိုပိုင်ဆိုင်တယ်ဆိုရင်မင်းဘာလို့သေးလဲဘာလို့သေးလဲနော်ဖရားသခင်ကိုတပြားဖရားသခင်တပါးသေးကိုပဲအစေခံမယ် ဖျားသခင်ကိုကြညာဟောပြောဖို့ရန်အတွက်ဖျားသခင်နိုင်ငံတော်တည်ထောင်ဖို့ရန်အတွက်စိတ်အားထက်သန်တယ်ဖျားသခင်ကိုပဲအစီခံမယ်ဆိုရင်ဘာလို့သေးလဲဒီအကြောင်းအရာတွေအားလုံးကကျွန်တော်တို့မေတော်သခင်မဆင်မှာပဲတွေ့ရတဲ့အရာဖြစ်တယ် ordinary people ပဲ and yet ဖျားသခင်တပါးတည်းကိုပဲအစီခံတယ်နော်ဖျားအမေတော်ဖြစ်လက်ခံကလေးက နောက်ဆုံးကားတိုင်ချင်ရင်ထက်တမမင်းကလေးတူအနေနဲ့ပဲဘုရားသခင်ကိုအစီခံခဲ့တယ်ဘုရားသခင်ကိုပေါ်မှာပဲတစ္ဆာရှိခဲ့တယ်ဒါကြောင့်ဒီနေ့ဖာဒါဝေမျှသွားခြင်းနဲ့ရာပါလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ယုံကြည်ခြင်းမှာ မေတော်တခင်မလိုမျိုးယုံကြည်ခြင်းရှိတယ်စိတ်အားပြင်းထန်တယ်စိတ်အားပြင်းပြတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ယုံကြည်ခြင်းမှာဒါမကเนาะကျွန်တော်ရဲ့အတိုင်းဝိုင်းမှာလား ကျွန်တော်တွေအလိုမျိုးပေါင်းခြင်းမှာလားကျွန်တော်နိုင်ငံတော်ကလည်းကျွန်တော်တို့ဒီထက်ပိုပြီးတော့တူးသက်သက်တဲ့အရာတွေအများကြီးကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့နိုဗင်နာကိုပြုလုပ်ခြင်းအပြင်ကျွန်တော်တို့ဘုရားသခင်ကိုအစီခံတဲ့အချိန်မှာဘုရားသခင်တပါးတည်းကိုပဲအစီခံနိုင်ဖို့မေတော်သခင်မကိုအတူယူနိုင်ဖို့ကြိုးစားသွားကြပါစို့။